အလုံးမမင်္ဂလာပါ VOC သတင်းဌာနနဲ့ကြိုဆိုပါရစေ။ကျွန်မကတော့ Snow ပါ။ဒီကနေ့ဂျွန်လ24ရက်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးသွားမှာပါ။ယနေ့နာဆင်ရမယ့်သတင်းတွေကတော့ချင်းပြည်မြောက်ပိုင်းတည်တယ်မျိုးနဲ့တဲကနေရာတချို့ကိုစစ်ကောင်စီတပ်က၂ရက်ဆက်တိုက်ပုံကျဲခဲ့တာကြောင့်လူငယ်တအူသေဆုံးပြီးအမျိုးသမီး၂ဦးဒဏ်ရာရှိခဲ့တယ်လို့သိရပါဗျ။ချင်းမျိုးသားတအူ CNF ဘဟုကော်မတီဝင် ဝန်ကြီးချုပ်ပြောင်းလင်းွယ်လွှမ်းမှုအပေါ်ကချင်းလူမျိုးရေးအဖွဲ့ KAO ကဝန်ထမ်းကြောင့်တဝက်လှပေးပို့ခဲ့ပါတယ်။အဲအားဖြင့်ငလျင်လှုပ်ခဲ့တဲ့မတ်လ28ရက်ကနေ3လဝန်းကျင်အတွင်းစစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်လူပေါင်း900ကျော်သေဆုံးပြီးတထောင်ကျော်ဒဏ်ရာရှိခဲ့တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရလူအခွင့်အရေးဆိုင်ရာဝန်ကြီးဌာနကထုတ်ပြန်လိုက်တဲ့သတင်းနဲ့အတူအခြားစိတ်ဝင်စားစရာနောက်ဆုံးရသတင်းတွေတင်ဆက်ပေးဖို့ရှိပါတယ်။ ချင်းပြည်မြောက်ပိုင်းတိရိမ်မြုံနယ်တဲကနေရတချို့ကိုစစ်ကောင်စီတပ်ကနေ့ရက်ဆက်တိုက်ပုံကျဲခဲ့တာကြောင့်လူငယ်တဦးသေဆုံးပြီးနှစ်ဦးဒဏ်ရာရှိခဲ့တယ်လို့သိရပါတယ်။ဂျွန်လ22ရက်ညနေ4နာရီခန့်လောက်မှာတိရိမ်မြုံနယ်ခိုင်ကန်းမြုံနယ်ငါမိုင်ခန့်အကွာစင်စခန်းအနီးအပန်းဖြေနေရာကိုစစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှုပြုလုပ်ပြီးအသက်16နှစ်အရွယ်စင်ထိန်လူငယ်တဦးသေဆုံးကအမျိုးသမီးတဦးဒဏ်ရာရှိခဲ့တယ်လို့သတင်းရင်းမြစ်တဦးကပြောပါတယ်။ ခိုင်ကမ်းမြို့ဟာကလေးမြို့အစမှာတည်ရှိပြီးစစ်ကောင်စီကဂိတ်ဖြတ်တမ်းခွင့်မပြုတော့တာကြောင့်ဘုံတန်ကြောင့်တည်ဆုံသွားတဲ့လူငယ်ရဲ့အလောင်းကိုစင်စခန်းအနီးပိမ့်ပိကျေးရွာမှာပဲတကြိုလိုက်ကြတယ်လို့သိရပါဗျ။ဂျွန်းလ23ရက်ညနေ9:00နာရီဝန်းကျင်မှာလဲတိရိန်မြို့နယ်တိုင်ငင်းရွာကနေလင်းမိုင်ခန့်ကွာလေးထန်ကုန်းခေါ်ထောင်မွာကုန်းစစ်ကောင်စီကလေကြောင်းဖြင့်ဘုံနှလုံးကျေးချခဲ့တာကြောင့်စစ်ဘေးရှောင်အမျိုးသမီးတအူတန်းရရှိခဲ့တယ်လို့သိရပါဗျ။ မေ၁၈ရက်ကစကိုင်းတိုင်းကလေးမျိုးကနေအင်အားလုံးရင်ဖြစ်ချင်းတောင်ကိုတက်လာတဲ့စစ်ကောင်စီစစ်ကြောင်းနဲ့ချင်းတုံလည်ရေပူပေါင်းတပ်ဖွဲ့တွေဟာမေလ၂၁ရက်ကစတင်တိုက်ပွဲဖြစ်ပွားပြီးလက်ရှိအချိန်ထိစစ်ရေးတင်မာနေစေလို့သိရပါတယ်။အင်အား၅ရာဝန်းကျင်ရှိတဲ့စစ်ကောင်စီစစ်ကြောင်းဟာကလေးတိုင်းရင်ဒီတိုင်းလမ်းအကြောင်းအတိုင်းခြေတက်လာတာဖြစ်ပြီးလက်ရှိအချိန်ထိကလေးတိုင်းရင်ရွာကြားမှာရှိနေသေးတယ်လို့သိရပါတယ်။ ချရမြူသားတူ CNF ဘဟုကော်မတီဝင်ပုံမှုကြီးပျောက်ကလင်းကွယ်လွန်မှုအပေါ်ကချင်လူမျိုးရဲ့ဖွဲ့ခဲရကဝန်နေကြောင်းသွေလွှပြပူပါတယ်။မပြီးဆုံးသေးတဲ့တော်လှန်ရေးခရီးစဉ်အတွင်းဝါရှင်တန်လှန်ရေးကောင်ဆောင်တူဖြစ်တဲ့ပုံမှုကြီးပျောက်ကလင်းကွယ်လွန်ချမ်းဟာချရမြူသားတူ CNF အတွက်ဆုံးရှုံးမှုကြီးတစ်ရက်ဖြစ်တယ်လို့ KIO မှလည်းတံပိုးရှိသော ကောင်ဆောင်တမှုတူဆုံးရှုံးရခြင်းဖြစ်အလျက်အနက်ခံယူပြီး ဥညွတ်ကွန်ပျူတာဂျွန်လ23ရက်နေ့စွဲနဲ့ပေးပို့တဲ့ KIO ရဲ့သဝလွားမှာဖော်ပြထားပါတယ်။ဘုံမှုကြီးပြောင်းလင်းဟာအရေးကြီးသောတော်လှန်ရေးတာဝန်များကိုဦးထိပ်ထားကကိုချိုးဆွန်းအနစ်နာခံကြိုးစားတောက်ခဲ့ခြင်းအပေါ်မိမိတို့ KIO ဘဟုကော်မတီနဲ့တကွ KIO တပ်ဖွဲ့ဝင်များကလေးစားဂုဏ်ယူကြော်ဝါပြုကြောင်း KIO ကဆိုပါတယ်။ ဘုံမှုချိပြောက်လင်းကွလွန်သွားမှုအပေါ် KIO ဘဟုကော်မတီအနေဖြင့်ဝန်내ခြေကွန်းနှမျိုးသက်တာဖြစ်ပြီးကျန်ရစ်သူမိသားစုဝင်များနဲ့ချင်းမျိုးသားတူ CNF မှတပ်ဖို့တမှုများတပ်ဖွဲ့ဝင်များနဲ့အတူထတ်တူထမြခန်းစားရတယ်လို့ဖော်ပြထားပါတယ်။ဘုံမှုချိပြောက်လင်းဟာချင်းမျိုးသားတူ CNF CNA စတင်တည်ထောင်ကလေးကနေပအဝင်ခဲ့သူတူဖြစ်ပြီးကချင်လွတ်လပ်ရေးအဖွဲ့ KIO KIA တပ်ဖွဲ့ထံစစ်တင်တဲ့တယောက်ပြီး ချင်းအမျိုးသားတအူစီရနဲ့စီရနေမှာတိုင်းပြည်နဲ့လူမျိုးအတွက်ဘဝတစ်ခုလုံးပေးဆက်တောင်းဝန်ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။သူဟာချင်းအမျိုးသားတအူ CNF စီရနေမှာဒုတိယဆူစီချုပ်အထိရာထူးတောင်းဝန်ထမ်းဆောင်ခဲ့ဖို့သူလည်းဖြစ်ပါတယ်။အသက်62နှစ်အရွယ်ရှိတဲ့ပုံမှုကြီးပြောက်လင်းဟာဂျမရဲချင်းနေကြောင်းမီဇိုရန်ပြည်နယ်အိုက်ဇောမြို့မှာစေဝါကူတာခံယူနေစဉ်ဂျွန်လ20ရက်နေ့က꽌လွင်သွားခဲ့တာဖြစ်ပြီးဂျွန်လ23ရက်နေ့က CNF ဗဟိုဌာနချုပ် Victoria Base မှာစာပနအခမ်းအနားပြုလုပ်ပြီးတကြိုခဲ့ကြတယ်လို့သိရပါဗျ။အဲအပြင်းငလျင်လှုပ်ခဲ့တဲ့မတ်လ28ရက်ကနေ3လဝန်းကျင်အတွင်းစစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်လူပေါင်း900ကျော်သေဆုံးပြီးတထောင်ကျော်ဒဏ်ရာရရှိခဲ့တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရလူအခွင့်အရေးဆိုင်ရာဝန်ကြီးဌာနရဲ့အချက်အလက်တွေကသိရပါဗျာ။ မတ်လ28ရက်ကနေဇွန်လ20ရက်အထိစစ်ကောင်စီကလေးချောင်းတိုက်ခိုက်မှုစုစုပေါင်း622ကြိမ်ပြုလုပ်ခဲ့ပြီးလူပေါင်း900တဦးသေဆုံးက1059ဦးဒဏ်ရာရှိခဲ့တယ်လို့ဆိုပါတယ်။စကိုင်းတိုင်းမှာ159ဦးနဲ့သေဆုံးမှုအများဆုံးဖြစ်ပြီးသေဆုံးသူတွေထဲမှာသက်18နှစ်အောက်ကလေးငယ်86ယောက်၊18နှစ်အထက်164ယောက်နဲ့အသက်အရွယ်မသေးရသူ261ယောက်ပါဝင်တယ်လို့ဖော်ပြထားပါတယ်။ မန္တလေးတိုင်းထဲမှာ169ကျိန်းနဲ့လေကြောင်းတိုက်ခတ်မှုအများဆုံးဖြစ်ပြီးစကိုင်းတိုင်းမှာ141ကျိန်းမကွေးတိုင်းမှာ89ကျိန်းကရင်ပြည်နယ်မှာအကျိန်း40ပဲခူးတိုင်းမှာ38ကျိန်းရှမ်းပြည်နယ်မှာအကျိန်း30ရခိုင်ပြည်နယ်မှာ28ကျိန်းချင်းပြည်နယ်မှာ29ကျိန်းကချင်ပြည်နယ်မှာ23ကျိန်းအ ia ဝတီတိုင်းမှာ16ကျိန်းတနင်္သာရီတိုင်းမှာ14ကျိန်းမွန်ပြည်နယ်မှာ12ကျိန်းနဲ့ကရနီမှာ ခုနှစ်ချိန်ရှိခဲ့တယ်လို့လူ့အခွင့်အရေးဝန်ကြီးဌာနကဖော်ပြထားပါတယ်။မဇိုရမ်ပြည်နယ်ချမ်ဖိုင်း KI New ချမ်ဖိုင်းရက်ကမဇိုလူငယ်အသင်း YMA ကအယက်မူပြီးပြည်ထနာရှာတဲ့မြန်မာစစ်ပီရှောင်းနှစ်ဦးကိုမြန်မာနိုင်ငံသို့ပြန်သွားရန်မောင်းထုတ်လိုက်တယ်လို့သိရပါဗျ။ ညချံဖရဲ့ကွန်မှာဆစ်ရှောင်းဝဖြစ်နေထိုင်သူဖလမ်မြို့နယ်ဒေသခံလလမှချွန်ကနဲ့မောင်ကာထောင်ကတို့နှစ်ဦးဟာဂျွန်လ22ရက်ညကအယက်မူပြီးပြဿနာရှာတဲ့အပြင်လက်နက်ကိရိယာတခုခုဖြစ်ချိန်ချောင်းမှုတွေလည်းပြုလုပ်တာကြောင့်ဂျွန်လ28ရက်နေ့မတိုင်ခင်ရက်ကွက်ကနေထွက်ခွာပြီးမြန်မာနိုင်ငံသို့ပြန်သွားရန်နှင်ထုတ်လိုက်တယ်လို့ညချံဖ YMA ကထုတ်ပြန်ပါတယ် ပြီးခဲ့တဲ့ဇွန်လ15ရက်နေ့ကလည်းမူရရန်ကပီပြဿနာရှာလေးရှိတဲ့စစ်ပေးဆောင်တူဘူဗွန်ဒိတ်လျံကို New Champion YMB ကမြန်မာနိုင်ငံသို့မောင်းထုတ်ခဲ့ပြီးဖြစ်ပါတယ်။မန္တလေးတိုင်းမြင်းချန်ခိုင်နွားထူကြီးမြို့နယ်တဲစစ်ကူလာတဲ့စစ်ကောင်စီစစ်ကြောင်းကိုတိုက်ခတ်ရမှာ73ဦးသေဆုံးပြီးဒုတက်ချက်တူကိုစစ်တုံးပန်းအဖြစ်ဖမ်းဆီးခဲ့တယ်လို့မြင်းချန်ခိုင်အမှတ်၄တရင်ကသတင်းထုတ်ပြန်ပါတယ်။ ကိုမြင့်ချောင်းအညာမြေဆွစ်စင်ရေးအနေနဲ့မြင့်ချန်ခရအမှတ်လေးတရင်မြင့်ချန်ခရအမှတ်30တရင်နဲ့တရာဦးပါကဖာတို့ကဝက်လူးနယ်မြေရဲစခန်းကိုစစ်ကူလာတဲ့စစ်ကောင်စီစစ်ကြောင်းကိုတိုက်ပွဲငယ်တွေဖော်ဆောင်ပြီးတဆီတက်ခဲ့ကြတယ်လို့ဆိုပါတယ်။တိုက်ပွဲငယ်တွေအတင်းစစ်ကောင်စီရဲ့တမ88ကကြီးဒုတက်ချက်တူကိုဖမ်းမိပြီးရဲတပ်သားတူကတော့လက်နက်နဲ့အလင်းဝင်လာတာလို့အသိပေးပါတယ်။ ဒါအပြင်စစ်မှုထမ်းဥပဒေနဲ့မတရားပေါ်တာဆွဲဖန်စီခံရတဲ့ပြည်သူ12ဦးကိုလည်းကဲထုတ်နိုင်ခဲ့တယ်လို့သိရပါဗျ။အဲ့ဒီတိုက်ပွဲငယ်တွေမှာစစ်ကောင်စီတပ်စီကနေ MA1 တလက် MA3 တလက်ဂျီဇန်နဲ့ခင်းရံတွေစစ်လက်နဲ့ဆက်ဆက်ပျက်စီးတွေကိုတင်းစီရရှိခဲ့တယ်လို့ဖော်ပြပါဗျ။တိုက်ပွဲတွေအတွင်းစစ်ကောင်စီတပ်သား13ဦးသေဆုံးပြီး9ဦးထိခိုက်ဒဏ်ရာရတဲ့အပြင်ရုတ်အလောင်းတလောင်းရရှိခဲ့တယ်လို့ထုတ်ပြန်ထားပါဗျ။ မကွေးတိုင်းရောဒေသကံကောခိုင်ချင်းလင်းမြို့မှာရဲစခန်းကနိုင်ငံရဲအကြံသား73ယောက်ထွက်ပြေးလူမြောက်တော်မှုနဲ့ပသက်ပင်ရဲစခန်းကရဲတကြက်2ယောက်ကိုစစ်ကောင်စီကဖမ်းဆီးစစ်ဆေးရမှာလက်လွန်ပြီးသိမ်းဆုံးသွားတယ်လို့သိရပါတယ်ရော့ဒေတာထီလင်းမြို့မှာရဲစခန်းမှာမတရားဖမ်းဆီးထားရတဲ့နိုင်ငံရေးအကြံသား73ယောက်ဟာကျွန်းလ18ရက်ညကအချုပ်ထောင်ဖောက်ပြီးထွက်ပြေးလွတ်မြောက်သွားကြတာဖြစ်ပါတယ်။ အဲ့ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးထိန်လင်းမျိုးမရဲစခန်းကရဲတပ်သားအလုံးကိုစစ်ကောင်စီရဲ့ကြီးရဲကဒူပုံမှုထိန်လင်းကခေါ်ယူစစ်ဆေးရိုက်နှက်ရမှာရဲတပ်ချက်ကျော်စံထေကူနဲ့မြစ်အောင်တို့နှစ်ယောက်သေဆုံးသွားခဲ့တယ်လို့ရော့လင်တန်ကဖော်ပြပါဗျာ။ဒါအပြင်နောက်ထပ်ရဲတပ်သား၃ဦးကိုလည်းစစ်ကောင်စီကအချင်းချချုံနှောင်ထားတယ်လို့ဆိုပါတယ်။ထိန်လင်းမျိုးပေါ်မှာစစ်ကောင်စီနဲ့ဖြူစောထည့်အဖွဲ့အဝင်အင်အား၂၀၀ဝန်းကျင်ရှိနေသေးပြီးတော်လှန်ရေးတပ်ဖွဲ့တွေကတော့ ထီလန်မျိုးပေါ်မှာအပကျန်ဒေတာတွေကိုထိန်းချုပ်ပိတ်ဆို့ထားတယ်လို့သိရပါတယ်။ American သမ္မတဒေါ်နယ်ထရမ်ကဂျာဝန်ကြေညာခဲ့တဲ့အပြည့်အခက်ရစဲရေးသဘောတူညီမှုကိုအစရိနဲ့အီရန်အသေးသေးလက်ခံကြောင်းအတည်ပြုထုတ်ပြန်ခဲ့ကြပြီး12ရက်ကြာစစ်ပွဲကြီးလည်းအဆုံးသတ်သွားပါပြီ။ဂျွန်လ24ရက်မနေ့အစောပိုင်းကထရမ်ဟာအီရန်နဲ့အစရိတို့ကြားအပြည့်အခက်ရစဲမှုစတင်တော့မယ်လို့ ကျင်းညာခဲ့ပေမဲ့လက်တွေမှာတော့နှစ်နိုင်ငံကြားတိုက်ခိုက်မှုတွေဆက်လက်ဖြစ်ပွားနေခဲ့ပါသေးတယ်။ဒါပေမဲ့အခုအခါမှာတော့ Israel ရောအီရန်ကပါအမေရိကန်ရဲ့ညှိနှိုင်းမှုအတိုင်းအပြစ်အခက်ရဆဲလိုက်ကြဖို့အသည်းအသီးကျင်းညာသွားကြပါတယ်။အီရန်နိုင်ငံမှာလှုပ်ဆောင်ခဲ့တဲ့စစ်စင်ရေးကြီးမှန်းချက်တွေပြင်းမြောက်အောင်မြင်သွားပြီးဖြစ်တာကြောင့်အပြစ်အခက်ရဆဲရေးအဆိုပြုချက်ကိုလက်ခံခဲ့တယ်လို့ Israel အစိုးရကကြေညာပါတယ်။ ီရန်နဲ့ဆက်နွယ်ရကြတိုက်ခိုက်ခဲ့တဲ့ကာလအတော်တွင်ဝင်ရောက်ကူညီပြီးအီရန်နျူကလ িয়ার စခန်းတွေကိုတိုက်ခိုက်ဖျက်ဆီးပေးခဲ့တဲ့အတွက်အမေရိကန်နိုင်ငံနဲ့သမ္မတထရန်ကိုကျေးဇူးတင်ကြောင်းလဲအစရေကပြောပါရယ်တစ်ဖက်ကတော့အီရန်အစိုးရကလည်းထရန်ရဲ့မြစ်တာရက်ခံချက်ကိုလက်ခံပြီးအစရေနဲ့အပြည့်အခက်ရစဲမှုစတင်လိုက်ပြီးလို့နိုင်ငံပိုင်မီဒီယာကလည်းတဆင့်ကြေညာခဲ့ပါတယ် အပြည့်အခဲရဆဲမှုမတိုင်ခင်မနေညာကကာတာနိုင်ငံအခြေဆိုင်အမေရိကန်လေတပ်စခန်းတစ်ခုကိုအီရန်ကဒုံးကျည်တွေနဲ့ပစ်ခတ်ခဲ့တဲ့စစ်စင်ရေးကအောင်မြင်ခဲ့တယ်လို့လည်းအီရန်ကဆိုပါတယ်အဲ့ဒီတိုက်ခိုက်မှုဟာအီရန်နျူကလ িয়ার စခန်းတွေကိုလွန်ခဲ့တဲ့နှစ်ရက်လောက်မှာအမေရိကန်ကပုံကျဲခဲ့လို့လက်တုံးပြန်ချင်းဖြစ်တယ်လို့ဆိုပါရယ်အမေရိကန်ဘက်ကတော့လေတက်စခန်းတိုက်ခိုက်ခံရမှုမှာအမှုထမ်းတွေကို ဂျော်ဒန်ရွှေ့ပြောင်းထားတာကြောင့်ထိခိုက်တန်းအရမှုမရှိသလိုအီရန်တုံးကျွေအများစုလည်းကြားဖြတ်ပြစ်ချခံရတယ်လို့ပြောပါတယ်။ VOC သတင်းဌာနရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။